2026 Yamaha Eros မလာသေးပေမဲ့2026 Yamaha Eros E ကထွက်လာပြီဖြစ်ပါတယ်။ဆိုင်ရဘင်းကြီးဝင်မယ်ဆိုလို့ကျွန်တော်ဒါကွန်မြူဝင်းမော်တော်ဆိုင်ရှုံးလို့တရိရလဲပါ။တင်းကဆိုင်ဝင်းကြီးကနေပြောတင်းလေးကဝင်းကြီးဒီဆိုင်ရမျိုးစုံရှိပြီးတော့ဒါ license ပါတဲ့ဆိုင်ရတကူဒါဒါအဓိကဒါရောင်းပေးပါတယ်။ Major ဆိုင်ရဒါ license လဲပါမယ်ဘင်းလဲကောင်းမယ်ဆိုလို့ကျင်လဲဒါဆိုင်မှာရှိတဲ့ဆိုင်ရတွေနဲ့လဲထပ်ပြုတ်လို့ရပါတယ်။ရောက်မှာသမော်ပြမျိုးနဲ့ supply မှတ်တိုင်နဲ့16မှတ်တိုင်ညမှာရှိပြီးတော့မန္တလေးမြို့ချမ်းမြောင်တင်း56လမ်း110 110အေးညမှာ showroom မှာရှိပါတယ်။တင်းတင်းတင်းကျင်စသဖြင့်မြန်မာနိုင်ငံချင်းပေါ့ပေါ့မှာပြည်သူလင်းချပေးတာပါလေ။ အဲရော့စ်ဂျင်းတူပေမဲ့အင်ဂျင်နဲ့မဟုတ်တော့ဘဲနဲ့ဘက်ထရီနဲ့မောင်းရတဲ့မော်တာနဲ့ဖြစ်သွားပါလေ။ဂျာသိန်းအင်ဂျင်ကလည်းအိန္ဒိယနိုင်ငံမှာမိတ်ဆက်သွားတာဖြစ်ပါလေ။ဒီအဲရော့ E-Class Scooter ကိုဒါ2026ပထမဆုံးလာတယ်မှာပဲနောက်ချသွားမယ်လို့သိရပါလေ။မြင်းခေါ်ရာ73ဝန်းကျင်ထွက်မယ်သိရပြီးတော့ရုံဆွဲနျူတန်မီတာ48နျူတန်မီတာရှိမယ်ပြောသွားပါလေ။ပုံမှန်150 cc စင်ဂရီထက်ဒါလေးစားလို့ပုံများတဲ့အတွက်အထအကျော်တွေမှာလီဘာဆွဲတာနဲ့စောင်းလဲစောင်းလဲထကြမ်းပါ ဒါမခန့်တာဒါ right remote လေးမျိုးလောက်ထည့်ပြီးထားပြီးတော့ဘက်ကီကလည်းပေါအောင်ပါဒါ lithium ion battery ကိုတစ်လုံးကိုဒါ1.5 kW နဲ့နှလုံးတက်ဆင်ပေးထားပြီးတော့အားပြေဆိုလို့ရှင်တော့16 km အထိမောင်းနေပြီဒါဆန်းသက်ထားပါသေးတယ်။ဒါ battery တွေကိုလည်းလွယ်တကူဖြုတ်တက်နိုင်တဲ့အတွက် battery လဲတာတို့အားသွင်းတာတို့ဆိုလို့ရှင်တော့ဆင်ပြေပါမယ်။ TFT color display တိုင်ကုန်တဲ့ဖြစ်မယ်။ဒါ single bluetooth နဲ့ phone ဒါချိတ်ဆက်အသုံးပြုနိုင်မယ့် function တွေလည်းပါဝင်ပါမယ်။ ရှမကီးစနစ်ဖြစ်မဲ့ traction control တွေဒါ ABS brakes တွေလည်းပါဝင်ပါမယ်ဈေးကမတိရသေးပေမဲ့ဒါကြီးမဲ့ပုံစံမိတ်ဆွေတို့နေနဲ့ရောဒီ Yamaha Aero Battery ဆိုင်ရဘလို့မြင်ပါလဲနောက်ပိုင်းဓာတ်ဆီသုံးဆိုင်ရနေရမှာ EV ဆိုင်ရစားထိုးလာနိုင်မလားဘလို့မြင်လဲပြောပြခဲ့ကြပါဦးခင်ဗျာ clean view ကတော့ဒီလောက်ပါ